အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကလှုပ်ဆောင်နေတဲ့လုပ်ရက်ကကိုမြင့်နေစနစ်သာဖြစ်ကြောင်းဒီမိုကရေစီဆိုတာဆာရွက်ပုံမှန်သာဖြစ်ပြီးပကတိအခြေအနေနဲ့မကိုက်ညီကြောင်းအဘသားရစာထောက်ပြလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်ဒီနေ့ခေတ်တမိုင်းကြောင်းလေးအကြောင်းကျွန်တော်မပြောခြင်းဒီနေ့ခေတ်တမိုင်းကြောင်းအကြောင်းလက်ရှိဖြစ်နေတဲ့အကြောင်းလေးပြောရင်ထောက်ကြနိုင်တယ်ဟောအဲ့တော့အတိတ်ကတမိုင်းကြောင်းလေးနဲ့အတိတ်ကအကြောင်းအရာလေးတွေကိုနည်းနည်းပြောကြည့်မယ်လက်ရှိဖြစ်နေတာတွေနဲ့ကိုယ့်အကူ မစ်လောက်ကြည့်လိုက်နော်ချိန်ထိုးပြီးမှုနှောက်ကြည့်လိုက်ဆိုတော့ကျွန်တော်အများတန်းပြောခဲ့ဘူးတဲ့အင်းဝဟန်တာပရိဒါတော့ခင်ဗျားတို့လည်းကြားရတာယူနေပြီဆိုတော့နည်းနည်းဒီဘက်ကိုရှုပ်လိုက်မယ်ပူကျော်အောင်ဆန်းတို့ခဲ့ပေါ့နော်အဲ့ဒီနောက်ပိုင်းလွတ်လည်ရပြီးကစားနောက်ပိုင်းမြန်မာနိုင်ငံရဲ့အလံဟာအနီယောင်အောက်ခံအပြာယောင်တောက်မှန်တယ်ကျေအကြီးကြီးတစ်လုံးကိုကျေအသေးလေး၅လုံးဝင်ရထားတယ်ဟိုတော့တိုင်းရင်းသားတွေကဗမာနဲ့တိုင်းရင်းသား 5မျိုးစုစုပေါင်း6မျိုးပဲရှိတယ်အခုလူစလင်းမျိုးရှိသေးဘူးနော်တချို့ဟိုအရန်သေးတဲ့လူရည်နေတဲ့တိုင်းသားတွေနှစ်ခုတစ်ခုပေါင်းထားလေးတော့ရှိခဲ့တယ်နော်ဒါသမိုင်းကြီးကကိုပြန်ဖတ်ကြည့်ရင်သဘောပေါက်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့တော်ခမ်းမရှိရလွတ်လပ်ရေးကြောက်တိုင်ရအပေါ်ကနေမြင်ရတဲ့ပုံစံဟာကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးရပိကသပထမဦးဆုံးမြန်မာနိုင်ငံနော်အဲ့တော့ပြည်တော်စုဆိုရှယ်လစ်အမရမြန်မာနိုင်ငံတော်လို့ဖြစ်လာတဲ့အချိန်မှာ အလုံသမားလေသမားဦးစားပေးတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုတဲ့စကားလုံးထက်အလုံသမားလေသမားကိုဦးစားပေးတဲ့ကွန်မြူနစ်ဆန်ဆန်နော်ကွန်မြူနစ်နဲ့မကွာတဲ့တပါတီစနစ်အုပ်ချုပ်ခဲ့ဦးတယ်ဆိုတော့အဲ့ဒီလိုအနေထားမျိုးမှာမြန်မာနိုင်ငံရဲ့အလံဟာခုနပြောတဲ့ကျဲအကြီးတလုံးကိုကျဲအသေးလေး၅လုံးရန်ထားတာကနေစပန်နံရဲ့ဆက်သွားရဲ့ရွေးတူကျဲပြီး၁၄လုံးဝင်းရံနဲ့အလံဖြစ်ဒါကျွန်တော်တို့စာတင်ခဲ့ရတဲ့ဒုအလံဆိုပြီးစာတင်ခဲ့ရတဲ့အလံတခုဒါကျွန်တော်တို့တင်ခဲ့ရတာပေါ့နော်ဆိုတော့ 2010ခုနှစ်နောက်ပိုင်းမွေးတဲ့လူတွေကတော့အဲ့ဒီအလံကိုသိမှာမဟုတ်ဘူး။ဒါ2018ရှိကလူတွေကတော့သိလိမ့်မယ်။ထားပါတော့အဓိကပြောချင်တာကအဲ့ဒီအလံကြောင့်ပြောချင်တာ။ကျွန်တော်တို့မြန်မာနိုင်ငံကအခုချိန်မှာဒီမိုကရေစီနိုင်ငံတော်လို့သတ်မှတ်ထားပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအဓိကမဟာမိတ်နိုင်ငံတွေဟာကွန်မြူနစ်နိုင်ငံတွေကြီးပဲ။တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်တာ။လက်ရှိလက်တရုတ်ကကွန်မြူနစ်လမ်းစဉ်နဲ့တွားနေတာ။မြောက်ကိုရီးယားစီးဆိုင်ရမဟာမိတ်။မြောက်ကိုရီးယားလည်းကွန်မြူနစ်နိုင်ငံ။ရုရှားဒီမိုကရေစီပေမဲ့ ကွန်မြူနီအုံမြင့်ကွန်မြူနီအခြေခံကွန်မြူနီသွေးတွေရရှာမှာရှိတယ်ဆိုတော့မြန်မာနိုင်ငံကရောဘယ်လိုအနေထားမျိုးလဲဒီမိုကရေစီလို့ပြောရင်လွတ်လပ်စွာသဘောထားကိုယ်လဲခွင့်နေလွတ်လပ်စွာပြောရေးဆိုခွင့်နေလွတ်လပ်စွာဝေဖန်ပိုင်ခွင့်နေရှိမှာဟုတ်ပြီနော်အကွန်မြူနီနိုင်ငံတွေမှာတော့အဲ့ဒါရှိမှာမဟုတ်ဘူးဒုဝန်တုံးနှမျိုးပဲရှိလှုပ်ဆိုတဲ့အရာကိုလှုပ်မလုပ်နဲ့ဆိုတဲ့အရာကိုလုံးဝမလုပ်နဲ့ရှင်းရှင်းလေးကွန်မြူနီက ရိုးရှင်းလေဒီမိုကရေစီလိုအာရုံတွေနောက်ရှုပ်ရှာမလို့လှုပ်ဆိုတာလှုပ်မလို့နဲ့ဆိုတာမလို့နဲ့လှုပ်ဆိုတဲ့အရာကိုမလုပ်ရင်အရေးယူမယ်မလှုပ်နဲ့ဆိုတဲ့အရာကိုလှုပ်ရင်အရေးယူမယ်ဒါပဲရှင်းရှင်းလေး UN ထုတ်နှမျိုးပဲရှိတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အလံမှာစပယ်နဲ့စတော်ကြီးပါတယ်ပဲကွန်မြူနီနိုင်ငံအလံတွေကိုကြည့်လိုက်တူတစင်ကြီးတူဒီအလုံးသမားတွေကိုကိုးစားပြုတယ်ဒစင်ဒီလေသမားကိုကိုးစားပြုတယ်ကြဲဒီပါတီကိုကိုးစားပြုတယ်ပါတီကအလေးပြမယ်ရှေ့ဆောင်မယ်ပေါ့အလုံးသမားလေသမားနောက်ကနေပူပေါင်းဒါသူတို့နဲ့ဖွဲ့စည်းထားရပေါ့ အနီအောင်အားလုံးရေးရင်းရင်းနေပေါ့တက်နေတော့ပေါ့ဆိုမြန်မာနိုင်ငံအလံကြည့်ပြကြည့်လိုက်စပနန်အလုံးလေသမားကိုကူစားပြုတယ်ဆက်သွားအလုံးသမားကိုကူစားပြုတယ်ကျဲတိုင်းပြည်နဲ့14ခုပြည်တော်စုပေါ့ကူစားပြုတယ်ရိုးရှင်လေလုံသမားလေသမားကိုကူစားပြုထားတဲ့တူနဲ့တစင်းနဲ့မြန်မာနိုင်ငံတော်ရဲ့စပနန်ဆက်သွားအတူတူပဲပုံစံလေးတာကွဲတာလေးပုံစံချင်းအတူတူပဲဆိုတော့ကပြောတယ်လောက်သားပြည်သူများလောက်သားနေစဉ်တရင်းစာလောက်သားကောလိတ် အလုံသမားလေသမားကွန်မြူနီနိုင်ငံတွေလိုပဲဦးစားပေးခဲ့တဲ့ခေတ်မြန်မာပြည်မှာရှိခဲ့တယ်။ဟုတ်ပြီနော်။အဲ့ဒါကျွန်တော်တို့တော့မမီဘူး။တီးလည်းမတီးဘူး။ကျွန်တော်တို့ရဲ့အမေတွေနော်ကျွန်တော်တို့အဖိုးတွေဖွားတဲ့ခေတ်ကရှိခဲ့တယ်လုံသားကောလိပ်ဆိုတာတွေ။နော်အခုကျွန်တော်တို့တော့မမီဘူး။ဒီခေတ်မှာရှိလည်းမရှိဘူး။နော်ထားတော့ကျွန်တော်မမီတဲ့ခေတ်တွေမပြောဘူး။ဆိုတော့ကိုလေးလာထားတဲ့အကြောင်းလေးပြောပြတာ။တစ်ချိန်လုံးကမြန်မာနိုင်ငံကွန်မြူနီဆန်ဆန်ပါကြမှုလေ။တပါတီကျူးစနစ်နဲ့အုပ်ချုပ်ခဲ့မှုလေ။အဲ့တော့တပ်မတော်ကြီးကလည်း အဲ့ဒီကနေစဉ်သက်လာပလဲမျိုးပေါ်ရှိစစ်တပ်နှင့်ရဲပူးပေါင်းတပ်ဆွဲထားသောရဲစခန်းကိုတော်လန်ရေးတပ်ကဝင်ရောက်တိုက်ခိုက်စကိုင်းတိုင်းပလဲမျိုးပေါ်ရှိစစ်တပ်နှင့်ရဲပူးပေါင်းတပ်ဆွဲထားသောရဲစခန်းကိုတော်လန်ရေးတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတောင်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူရဲဘော် CRP ကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည့်မေလ26ရက်နေ့ညနေ3နာရီခွဲချိန်ပလဲမျိုးပေါ်တွင်စစ်တပ်နှင့်ရဲများအထိုင်ချတပ်ဆွဲထားသောမြို့မရဲစခန်းကို တောင်းနဲ့ပြည်သူကာကွယ်ရေးအဖွဲ့က RPG ဖြင့်ဝင်ရောက်ပစ်ခတ်ကြောင်းစစ်ကောင်စီတပ်များကရဲစခန်းအပြင်စူပေါင်းယုံနှင့်ထွေအုပ်ယုံတွင်လည်းအထိုင်ချတဆွဲထားကြောင်းသိရှိရသည်ကျွန်တော်တို့ပလဲမြို့ပေါ်ရဲစခန်းကို RPG နဲ့တွားပစ်ခဲ့တာကျွန်တော်တို့ပြစ်ပြီးသူတို့ဘက်ကထွေအုပ်ယုံကရောစူပေါင်းယုံကရောပြန်ပစ်တယ်အဲ့ဒီမှာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်ကြပြီးတိုက်ပွဲ30မိနစ်လောက်ဖြစ်လိုက်သေးတယ်တိုက်ပွဲကတိတ်မထီရောက်ခဲ့ဘူး သူတို့ဘက်လည်းထိခိုက်တာနည်းလိမ့်မယ်ကျွန်တော်တို့ဘက်ကတော့အထိခိုက်မရှိဘူးတိုက်ပွဲဖြစ်တဲ့အကွာဝေးကလည်းအတော်လေးဝေးတယ်ဟုတောင်းလက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဤတာဝန်ရှိသူရဲဘော်ဆရာပေကပြောဆိုသည်ပလဲမျိုးပေါ်အတွက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ကပလဲထွေအုံယုံတွင်အင်အား90ဝန်းကျင်ရဲစခန်းတွင်းတွင်အင်အား40ခန်းဖြင့်တပ်ဆွဲပြီးမြို့တွင်းတွင်သာ နေထိုင်ရဲကြကြောင်းသိရှိရသည့်ပလဲမျိုးနယ်တွင်စစ်ကောင်စီတပ်ကပလဲမျိုး အင်မတိပြူစောတိရွာဇီးပြူကုန်းပြူစောတိရွာနှင့်ကန်တော်ရွာတို့သာတက်ဆွဲထားနိုင်ကြောင်းပလဲမျိုးနယ်၏80ရာခိုင်နှုန်းကျော်ကိုပြည်သူ့ကာကွယ်ရေးတပ်များကစိုးမိုးထိန်းချုပ်ထားကြောင်းသိရှိရသည်တမတော်ဖြစ်တဲ့အတွက်တသွေးတသန်တမိတ်နဲ့အုပ်ချုပ်တယ်ဟုတ်ပြီနော်မားနဲ့မားနဲ့လာမျိုးနဲ့ခိုင်းရလို့အမိတ်ဒါမိတ်ဒီလိုအုပ်ချုပ်တာဟုတ်ဆိုတော့ဒီမိုကရေစီလို့ပြောင်းလဲလိုက်အလံပြောင်းလိုက်ယုံနဲ့နော်ဟိုဝါစိမ့်နေ၃ယောက်ချေအလေကောင်မှာကျေလေးတစ်လုံးထည့်ပြီးအလံကြီးပြောင်းလိုက်ယုံနဲ့ပြည်တော်သူတမတော်မြန်မာနိုင်ငံတော်လို့ နိုင်ငံတော်ရဲ့အမြင်ကိုပြောင်းလိုက်ုံနဲ့နိုင်ငံတော်တချင်းကိုခြေစင်းရစဆူလိုက်ုံနဲ့ပြောင်းလဲသွားတာပေါ့ဘူးတကယ်တော့ကိုကိုတိုင်းနိုင်ငံထဲမှာရှိတဲ့အုပ်ချုပ်သူတွေရောအုပ်ချုပ်ခန့်တွေရောအားလုံးကိုစီကိုစီပြောင်းလဲမှပြောင်းလဲမှာအဲ့လိုပြောင်းလဲဖို့တဲ့နံပါတ်1ဘာလို့လဲဆိုအတိတရားတွေလိုအပ်တယ်အခုကျွန်တော်တို့ကျောင်းဆောင်တွေမှာပြန်လည်ထားတာဒီမှာတွက်ကြည့်လိုက်ငထွေးယူငလုံးလက်ဖဲညောင်းဖီးကျန်စစ်သား၄ဦးကြောင့်အနော်ရထားကြောင်းငရံမန်ကန်းကြောင်းမကျော်အောင်ဆန်းကြောင်းမန်ဖခိုင်မြမသမိုင်းကမသိုင်းဓာတိပဲပါတယ် ဒီနိုင်ငံရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ဒီနိုင်ငံကိုချစ်မြတ်နိုးရမယ်ဘာသာရက်တီစောက်ထဲမှာမတွေ့ဘူးဒီနိုင်ငံကိုဘာကြောင့်ချစ်မြတ်နိုးရမှာလဲဒီနိုင်ငံရဲ့အရေးကြီးတဲ့ဖွဲ့စည်းအုပ်ချုပ်မှုတွေမှာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနိုင်ငံတော်ကာကွယ်တဲ့တပ်မတော်ကြီးရဲ့အခန်းကဏ္ဍတွေစောက်ထဲမှာရှာမတွေ့ဘူးမတွေ့တော့မဖတ်ဘူးမဖတ်တော့မသိဘူးမသိတော့တမုံမထောင်ဒါပဲအဲ့တော့မြဝတီတို့ကြီးမုံတို့ပြောလေစက်ကူတီကုံတာပဲဖတ်တယ်အဲ့ဒါတွေကလည်းဘယ်မှမဖတ်ကြဘူးမဖြစ်မနေဘူးလို့သာယူတယ် ပြင်ကောက်လှန်လိုက်တယ်ခါကြကြောဖက်တယ်ဘာလို့အာကသာတင်ဖက်ကြအကြည့်ကြတယ်နိုင်ငံတကာကြီးကတော့နောက်ကြည့်ဟုတ်ထက်မှသွားကြည့်လဲဘာမှမရှိဘူးလူကြီးတွေတင်ပင်ဆိုင်တာမြင်ရတယ်ဖုံမွေးတော့တာမြင်ရတယ်ဒါလေးပဲမြင်နေရတာဘာမှထူးခြားတာမပေါ့နော်ဘာစီမရင်တို့အလုံးလောက်တာကိုကြော်ညာပေးတဲ့အနေထားတစ်ခုပဲရှိတယ်ဆိုကျွန်တော်တို့ကတို့လုံနေတာတူသိနေတာမဟုတ်ဘူးဖြစ်နေတာတူသိနေတာမြန်မာနိုင်ငံတရင်ဌာနတရင်ကြီးညာတယ်အဘိုးကြီးဘသူဘုံဝန်ကြီးချုပ်ဘသူဘယ်ဝန်ကြီးကဘယ်သွားတယ်ဘာစစ်တယ်ဒါလေးကျွန်တော်တို့ကြည့်နေတာပေါ့စိတ်ထဲမဝင်သားဘူးဘယ်နေမှာတော့မှုကင်းဘယ်လိုဖြစ်တယ် ဲ့ဒီပုံကိုဘယ်လိုဖော်ထုတ်လိုက်လဲဆိုတော့ကိုရီးယားကနေကြည့်ဒါမှမမြင်ရဲအိန္ဒိယကလားကနေကြည့်မြင်ရတယ်တရုတ်ကနေကြည့်အဲ့ဒီနေ့မြင်ရတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုဘာဖြစ်လို့အလိုမျိုးတမရှိကြလားအဘယ်နေမှာတော့လူသတ်မှုဖြစ်တယ်တရားရုံးဘယ်လိုထုတ်သွားလဲလူတွေအစိတ်ဝင်စားတယ်ဒီလူသတ်မှုနဲ့ပတ်သက်ပြီးဘယ်လိုဖော်ထုတ်မှာလဲသူ့မှာစိတ်ဝင်တော့တရားရုံးနဲ့တပ်ပုံမြဲရပြက်သွားလားလုံးဝအမှောင်ချတာဒီမိုကရေစီဆိုရင်အဲ့လိုအမှောင်ချလို့မရဘူးလေတရားရုံးထဲမှာတရင်လိုက်ယူရမှာတရားသူကြီးဘယ်လိုဆုံးဖြတ်သလဲကတော့ကြက်ဘလို့ပေးလဲချစ်နေဘလို့စစ်လဲပုလိမင်သာရှိရပဲလုံးဝတကပိတ်ဒီဒီမိုကရေစီလို့ခေါ်လို့ရပါမလား ောက်တစ်ခုလွတ်လပ်စွာဝင်မှာပိုင်ခွင့်မကြိုက်မကြိုက်ဘူးအဲ့တော့ NLD ဒီ NLD ကပေါက်ဖွားလာတဲ့ PDF CRPH NUG ကဖွဲ့ပြီးငါနဲ့ပြုငါရန်သူဆိုပြီးတော့မြမတက်မလို့ကြီးကလက်ညှိုးထိုးပြတယ်နော်သတင်းစာရှင်းလင်းပွဲတွေမှာနိုင်ငံတော်အဆင့်ဗိုလ်ချုပ်ကြီးတွေကိုတိုင်ဒီစကားတွေပြောနေတာတကယ်တမ်းကျတော့သူတို့လုံရက်ဒီသူတို့နဲ့မကြိုက်ဘူးသူတို့မထောက်ခံလို့တတ်တယ်သူတို့လုံတတ်တာဒါပဲရှိတယ်တက်မလို့ကြီးကရောတက်မလို့ကြီးကိုမထောက်ခံဘူးတက်မလို့ကြီးကိုအပြစ်ပြောပြီဆိုတော့ねထောင်ချတော့တာပဲ ။ तू ပြောတာမှန်သလားလို့မစင်စောင်း။ဟိုဘက်ကလည်းအဲ့ဒီလိုပဲ။ပြီးတော့ဘာကွာလဲ။ community တသက်လေးနဲ့ community အကြီးတိုက်နေတယ်လို့ကိုဖြစ်နေတာ။ဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီလို့ခေါင်းစဉ်တိုက်ရင်ဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ဒီမိုကရေစီရဲ့အနှစ်သာရတွေနဲ့ပြည့်ဝဖို့လိုလိမ့်မယ်။တဝုတစ်ယောက်တည်းအဖွဲ့တစ်ခုနဲ့ပုတ်ကူတစ်ယောက်တည်းအဖွဲ့စည်းတစ်ခုတည်းအနေနဲ့ချုပ်ကင်ထားဖို့မဖြစ်နိုင်ဘူး။သူ့လို့သူ့လို့ရမယ်။လဘကလဘကလို့လို့ရမယ်။ဆီယောင်ဆီယောင်လို့လို့ရမယ်။ ကြောက်เสียကြောက်เสียလို့တော့မတင်တော့တင်တော့လို့တော့မဆောက်လို့ဆောက်လို့ကိုယ့်လုံကိုယ့်တောင်ကိုကိုယ့်အနေကိုခွဲခြားထားပြီးသားဌာနတွေခွဲဆိုမတူညီတဲ့ယူနီဖောင်းတွေမတူညီတဲ့တာဝန်တွေမတူညီတဲ့လှုပ်ဆောင်ချက်တွေမတူညီတဲ့ပညာသည်တွေနဲ့မတူညီတဲ့အလုပ်တွေတို့ပူးပေါင်းပြီးတော့နိုင်ငံကြီးပုံပြတက်ဖို့အလုပ်လုပ်ရမှာဆိုတော့ဒီနေထားတစ်ခုမှာကိုဌာနမှာကြည့်တော့လေဒီလိုပါတယ်ဒါမှမဟုတ်သူအဲ့ဒါမကြွမ်းဘူးများသောအားဖြင့် EBC ကိုနန်းနေမှာပို့ဆိုးတယ် EBC မှာအကြီးကဲလုပ်တဲ့တော်တော်များများ EBC ကြောင့်နားလည်လူတွေနေတယ်စီပင်မှာလည်းဒီလိုပဲ စီမံမှုဆောင်လုပ်တဲ့လူတော်တော်များများနားလည်မှုနည်းဆိုတော့လုံငန်းမကျွမ်းကျင်ဘူး तू လောက်ခဲ့တဲ့နေပဲ तू ရောက်ခဲ့တဲ့နေပဲ ਨੇ လက်ရှိ तू လုံနေရတဲ့လေပဲဘာမှမဆိုင်ဘူးအဲ့ကြားတော့လေလုံငန်းအတင်သွားတာတော့မှန်တယ်ဒါပေမဲ့သူ့လက်အောက်ကလူရဲ့အတွေ့အကြုံ तू မမြင်ဘူးဟောတော့ तू ကိုယ်တိုင်မလုပ်ဘူးလုံငန်းအတွေ့အကြုံကဘယ်လိုလုပ်ရမလဲလို့သာ तू သိလာတာကိုယ်တိုင်မလုပ်တတ်ဘူးနားမလည်ဘူးလုံငန်းတဘောပြဿနာလေးရှိတယ်ဆိုတော့ပြောချင်တာဟိုတော့ကချမှတ်ခဲ့တဲ့လမ်းစဉ် ိုတော့ချမှတ်ခဲ့တဲ့ဥပဒေတွေဟိုတော့ချမှတ်ခဲ့တဲ့စီမင်းတွေလုံလင်းမြခင်အင်္ဂလိပ်ကထားခဲ့တဲ့စီမင်းဂျပန်ဝင်တော့ဂျပန်ဆက်အုပ်ချုပ်တယ်အဲ့ဒီဥပဒေအဲ့ဒီစီမင်းတိုင်းပဲဂျပန်ကြီးကနေအင်္ဂလိပ်ကပြောင်းဝင်တယ်သူ့ဥပဒေကသူဆက်လုပ်တယ်အင်္ဂလိပ်ပြီးတော့မြန်မာလွတ်လည်ရတယ်အင်္ဂလိပ်ထားခဲ့တဲ့ယုံစာပုံစံတွေစာချုပ်စာတမ်းပုံစံတွေဒီပုံစံတွေနဲ့မဆက်အုပ်ချက်လူတို့ပူလျှော်လေးလုံးဝပြုပြင်ပြောင်းလဲတာမရှိဘူးနိုင်ငံတစ်ခုပြောင်းလဲခြင်းလူပုဂ္ဂိုလ်တွေပြောင်းလဲသွားရုံနဲ့မရဘူးခုခင်ဗျားတို့တော်လိုင်းကြီးလုံနေကြတယ်ဆိုတဲ့ PDF တွေ လက်ရှိတက်မတော်ကြီးဖြူလဲသွားလို့ခင်ဗျားတို့တက်လိုက်ရောပြီးသွားမယ်လို့ထင်လို့လားရှိသမျှဝန်ကြီးဌာနတွေရှိသမျှမြန်မာနိုင်ငံအစိုးရဌာနတစ်ခုလုံးပြောင်းနေပြီမရပါလုံလုံးလုံးလေးတွေနေဥပဒေတွေညွှန်ကြားချက်တွေပုံစံတွေအကုန်ပြောင်းအောင်ဘောပေါလားမလို့ခင်ဗျားနဲ့စနစ်နဲ့လက်ရောညစ်တွေမှုအကုန်ပြောင်းနေပြီရပါအဲ့လိုမပြောင်းလဲသေးရတော့ဘသူပဲနိုင်နိုင်ဘသူတက်တက်ဘလောက်အုပ်ချုပ်အုပ်ချုပ်ဒီတိုင်းကဒီတိုင်း စကလုံးနေတာတီဗီပေါ်မှာသာလှလှပပလေးနဲ့ပါညာပြောနေလိမ့်မယ်။အဲတော့သတင်းစာစက်ကူတွေပေါ်မှာစကလုံးအလှလေးရေးနေလိမ့်မယ်။မိပြီးဖြစ်နေရတဲ့တိုက်ကြီးဘာမှဆိုင်ရှားစီပဲ။ပြောတာပြောတာလှုပ်တာလှုပ်တာဘလုံးမှကိုမအပ်ဆက်တာ။အဲတော့ပြောတဲ့အလုပ်ညီချင်းရင်ညီအောင်လို့ညီတာပေါ့။ဟုတ်လား။လွတ်လဲမရခင်တော့ပြောခဲ့တဲ့ပြောတွေလွတ်လဲရတော့တလွဲလွတ်လဲရပြီးတဲ့အချိန်မှာပါတီတွေကွဲပါတီတွေကွဲတဲ့ပြန်စုမယ်လို့ပြောထက်ကွဲတခုတည်းဖြစ်တော့လည်းတခါမှကျင်တတ်ပြောင်းအောင်တခါထပ်ပြီးရောဆွတ်ချက်ကိုခံဒီနားမှာလည်းတန်တရားလေးနေမှာတော့မှပြီးနိုင်ဆုံးနေမှာ။ဘာကြောင့်လဲ။ဒီအုပ်ချုပ်မှုတစ်ခု ဒီစနစ်တခုကိုမကြိုက်လို့မှဒေါ်လာရတာလေကိုလက်ထဲရောက်လာတော့လေဒီစနစ်ပဲပြန်သုံးနေတော့ဘာထူမှလဲဘောကြောင့်ဆန်းတော့ဥဆောင်နဲ့အကြောင်းသားတွေရန်ကုန်တက္ကသိုလ်ကအဲတော့ကတော့ယူထန်ကောလိပ်ရန်ကုန်ကောလိပ်ပေါ့ဗျာနော်အဲ့ဒီရန်ကုန်တက္ကသိုလ်ကဆန်းပြတဲ့အကြောင်းသားတွေရန်ကုန်တက္ကသိုလ်အဥပဒေကိုမကျင့်တယ်လို့ဆန်းပြကြတာလေနော်လွတ်လည်ရတော့လေအဲတော့ကနေစနစ်နဲ့ဘာမှမချောင်းဟုတ်တော့ဒီစာအုပ်ဒီဥပဒေကိုပဲမြန်မာမှုပြန်ပြုတ်ပြီးတော့လူတို့ပို့ချော်လေး မြန်မာဝါရလီကသုံးလိုက်တာပဲတော့နဲ့လူတက်မှုအင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံတော့နဲ့လူတက်မှုအင်္ဂလိပ်ကိုအုပ်ချုပ်ခဲ့တဲ့အိန္ဒိယတော့နဲ့လူတက်မှုပဲတူတူပဲဒီဥပဒေပဲအင်္ဂလိပ်ကကန်တာသူ့ဥပဒေနဲ့သူအုပ်ချုပ်သွားတာတော့အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေအကုန်လုံးရဲ့ပုံမှန်တွေကပရောမမဆင်လူတိုင်းပဲကျွန်တော်တို့အဲ့ဒါကိုဆက်သုံးနေတာဘာလို့ကိုကကိုမပြင်ရတာရိုးရှင်းလေးပြောတော့ဘာဖြစ်လို့ကိုနိုင်ငံနဲ့ကိုက်ညီမဲ့နေစမပြတချိန်တော့အင်္ဂလိပ်ကနှိတ်ကုတ်ဖို့သူ့ကိုဒေါ်လာနဲ့သူ့ကိုပုံကန်နဲ့ဗမာလူမျိုးတွေကိုနှိတ်ကုတ်ဖို့ဥပဒေတွေနှုတ်ခဲ့တာအများကြီးပဲ ဥပဒေတွေလောက်ထားပြခဲ့တာအများကြီးပဲအဲ့ဒီဥပဒေတွေဟာအခုခေတ် အခုအချိန်မှာကိုဗမာလူမျိုးအချင်းချင်းကိုပြန်နှိပ်ကုပ်ဖို့လောက်ထားတယ်လို့ဖြစ်လုံးဝပြင်းရမှာဒေါ်သစုကြည်အာနာရရခဲ့တဲ့ငါးနှစ်ပြင်မယ်ပြင်မယ်ပြောတယ်ခြေဥလည်းမြင်တော့ဗာပြင်တော့ပောက်ကလေးရှောက်ပြင်သွားတယ်ကိုနိုင်ငံအတွက်အဓိကကာကွယ်ထားတဲ့နောက်ကဥပဒေတွေကိုပြင်ချပလိုက်တယ်အဲစစ်ဥပဒေတွေပြင်ချပလိုက်တယ်အခုနိုင်ငံထဲမှာနေတယ်အဲစစ်တိုင်ကြမလို့မှန်ပါတယ်ဒါပေမဲ့ကိုယ်နိုင်ငံဟာသူများနိုင်ငံတွေမျိုးခလုတ်နှိမ့်လိုက်ရင်လည်းဘသူဘွားလို့ပေါ်တဲ့အနေထားအစီအမျိုးမဟုတ်ဘူးဒါကိုဒီဘုတ်မေ့နေပုံရတယ် ဒီအမျိုးသမီးမိခဲ့မိနေခဲ့ပုံရတယ်ဆိုတော့ကိုကအဲ့ဒါမျိုးလှုပ်ချင်ရင်နောက်နိုင်ငံတွေမှာလို့ဟုတ်လားအဲစင်းသွားတိုက်ကြမလို့ဆိုရင်လူတိုင်းမွေးလာကြတဲ့လက်ဝေးရစနစ်ကစသွေးရစုကစခလုတ်နှိပ်လိုက်တာနဲ့နာမည်ရိုက်ထည့်လိုက်တာနဲ့အချက်လက်အကုန်ကြနိုင်လောက်တဲ့ level တစ်ခုအထိရောက်အောင်လှုပ်ထားအဲ့လိုလှုပ်မထားနိုင်မယ့်ဆိုရင်တော့ရှေးဥဆွဲတွေပဲပြန်လာမှာတိုးတက်ချင်တိုးတက်အောင်လုပ်တိုးတက်တယ်ပြောင်းလဲချင်ပြောင်းလဲအောင်လုပ်ပြောင်းလဲတယ်နော်ကျွန်တော်လုပ်ခဲ့တဲ့2022ခုနှစ်ကကျွန်တော်ပြောခဲ့ပဲပြောင်းလဲဖို့အချိန်တန်နေတာမဟုတ်ဘူးပြောင်းလဲဖို့လှုပ်ဆုပ်လှုပ်ဖို့အချိန်တန်တာ ပြောင်းလဲအောင်လုပ်ဖို့အချိန်တန်တာပြောင်းလဲချိန်တန်ပြီလို့ထိုင်းအော်နီယွန်လည်းပြောင်းလဲဘူးဟိုမတော့ပါတော့အနာဂတ်လို့အော်နီယွန်နဲ့မားတောက်ပါလားမဟုတ်တောက်ပါအောင်မလုပ်မရှင်းတောက်ပါမလားဘူးအော်လေးပုံမတော့ပါတော့အနာဂတ်ပြောင်းလဲချိန်တန်ပြီလို့ခဲအော်သေးလောက်အောင်ဖီမတော့ထောင်းအောင်ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးဘာလို့ဘူးမှဘာမှမလုပ်ဘူးဘူးမှပြောင်းလဲအောင်မလုပ်အချိန်တန်ရုပ်ကဝန်ဏဒီကမှာကားကြီးတွေလက်သချင်းလေးတွေအော်တိုက်ပိုးကြီးတွေဝေးပြီးလက်ကလေးပြပြီးတော့ရုပ်ကဝယ်လဲပြီးတော့ဘာဖြစ်လဲကိုယုံကိုတက်ကိုလို့ဆက်ရှိရလို့ပုံမှန်ဒီပုံစံပဲဘူးမှပြောင်းလဲဘူးပြောင်းလဲဖို့ခင်ဗျားတို့ဒီလှုပ်ဆောင်ခြင်း Mm-hmm.